စဝင်မယ်ခရီးမှာချက်ပေါင်းတော်လေးအလူရှင်နေရဲ့တဲ့ယုံကြည်မှုကိုဘလို့တိဆောက်လဲတဲ့ယုံကြည်မှုကတိဆောက်လို့မရဘူးကိုယ့်ရဲ့အဲ့လိုလုံရက်နဲ့တက်တည်ပြတာလူတွေကလေလို့အဲ့အကြောင်းတာကြီးကိုလို့တိတာဟဲ့အလှူတွေလှုပ်ပင်းနေကမကြီးအမအရာတွေထောနေတော့တင်ပါလို့ ကဲစားကောင်းကြပါစေအာဟာရထဏာပြည့်ကြပါစေဘဝအမောတွေပြည့်ကြပါစေနော်အသင်းဖွဲ့လည်းမဟုတ်ဘူးဆိုတော့တိုင်းမှာဖန်လည်းမရှိဘူးအဲ့တော့ fan လေးရှိမနေဘူးအတင်းဖွဲ့လဲမဟုတ်တဲ့အခါကျတော့ဒီကလူတစ်ထောင်စားလှုပ်မယ်ဆိုရင်အဲ့ဒီပတ်စံနဲ့ဒီဘက်မှာလူတစ်ထောင်စားလှုပ်ပေးလိုက်တာအဲ့ဒါပါအခုဆိုဟွာဘော့တိုင်2000 ဟိုဟာကိုဗစ်ကိုဗစ် second wave လောက်တည်းကစတာเนาะခု၄နှစ်လောက်ရှိသွားပြီဟိုဒါအမြဲလှူကျင်တာကိုကအမြဲအမြဲအမြဲလှူကျင်တာအဲ့ဒါဟိုဒီနေ့ကအကိုကြီးတယောက်ကလေအဲဒီချမောင်ကျော်နဲ့အဲ့လိုမျိုးလှူမဲ့တထောင်သာဆိုတအားပျော်သွားဒီအမလို့လူနေရရင်လေကိုကိုစိတ်ကလည်းအဲ့ဒါလေဒီအလောက်ကရဲဆွဲတယ်တဲ့ ဟိုပရာဟိတအလုပ်လို့တော့တာကြီးကအဲ့လိုမပြောချင်ပါဘူးတာကြီးဒီလိုလိုသူများကိုစားလေလှူပေးနေတာလေအဲ့လိုလှူပေးနေဒီအလုပ်ကစွဲတယ်လက်သမီးတကယ်မလုံသွားလို့ရှိရင်လေလူကလေဟဲ့နေငါဒီနေ့ပါမနဲ့မိုးလေးအဲ့ရထားနဲ့ငါဒီနေ့ဖယ်သွားရမှာလေအဲ့လိုမျိုးဖြစ်တယ်ဟာ management လုံးရတဲ့အခါမှာဒီကိုကဒီအလှူကလေကိုလှူတာထက်ကိုလှူတာထက် ပို့ပြီးတော့ဆက်နှစ်ကြအောင်နှောက်ပြီးတော့ပို့ပြီးတော့ ဘယ်လိုခေါ်လဲဆိုတော့အမဲဆိုအောင်အဲ့အမျိုးလေးတွေလောက်ရဲဒီတကယ်စားရတဲ့သူတွေကလေသူတို့ဟိုဘယ်လိုခေါ်လဲဆိုလေထမင်းတနက်ကလေးကိုအလှရှင်တွေကိုစားကိုကလှပေးရတဲ့အခါမှာသူတို့အနေနဲ့ဟာထမင်းကိုစားကအောင်စက်သားဆိုလဲအတုံးကြီးကြီးနဲ့အရသာရှိရှိထဆန်ဆိုလဲပေါ်ဆမ်းမွေးထမင်းလေးပေါ့နော်အဲ့တော့အဲကိုစားတာထက်ပိုကားအောင်စီစဉ်ပေးရတယ်လွယ်အိတ်ထဲမှာ စာအုပ်ပါတယ်ဘောပင်ပါတယ်စရင်စာအုပ်အလူရှိရဟောအလူရှိရလေဒီလိုမျိုးတမ်းကိုကလေ Facebook ဖွင့်ကြတဲ့အဲ့ဒီဟိုစာ Viber လည်းတစ်ခုမလားအဲ့နှစ်ဖုန်းလုံးကိုဝင်အောင်လို့အဲ့လိုမျိုးကိုကကြည့်ကြည့်ပြီးချက်ချင်းမှတ်ကြတယ်ဘယ်နေ့မှာဘသူတခါတည်းအလူရှင်ကလေပတ်စံလွှဲလိုက်ပြီနော်အမဆစ်ပေးပါအောင်ဆိုပတ်စံလွှဲလိုက်ပြီဆိုလို့ရှိရင်အဲ့ပတ်စံကိုပတ်စံလွှဲပြီးတိလာလူတွေကလေလို့အဲ့အကြောင်းမလို့တာကြီးကိုလို့တိလာဟဲအလူတွေလောက်ပေးနေကမကြီးအမအရာနေထောနေတော့တင်ပါလို့ တာကြီးကဒီလိုမျိုးလှူနေနေလေထမင်းမလောက်ဘူးဆိုလို့ရှင်တာကြီးကတရောင်းတစ်ထောင်ဝေသေးတယ်ပြီးလို့ရှင်လို့ရှင်ဟိုမကျမ်းမာတဲ့သူတို့ဟိုကြီးဖွားကြီးတို့အဲ့လိုမျိုးတွေတွေ့လို့ရှင်လို့ရှင်လေကိုကလေအဲ့လိုမျိုးပေါ့ဟိုဆေးဘိုးလေးတွေကိုနိုင်တဲ့လောက်လေးတွေကိုအိမ်ထဲကစိုက်ပြီးတော့လှူပေးသေးတယ်ဘာဖြစ်လို့ဆိုတော့ဓာတ်တွေကတာကြီးနေ့တိုင်းကကိုတိုင်းအလှူကိုယ်တိုင်းအလူဒီလိုမျိုးလေတိန်ကိုဆယ်နဲ့ချီပြီးတော့ကိုယ်တိုင်းမလူနိုင်ဘူးမလားဒီအလူထဲမှာတာကြီးပါတခါချက်တချို့တွေကလေ အဲကားစီဖို့အခုခေတ်ကလည်းတော့စီရကားတိုင်းအိမ်လာ3စီးတရလာ3စီးတိလာအဲ့တော့3စီးဆိုတဲ့အခါမှာကားစီဖို့လေးတွေပါတယ်တချို့ကမပေးဘူးကွယ်အဲ့လိုမျိုးကိုကလည်းဗဇက်ကလည်းမထုတ်တောင်းချင်ဘူးအဲ့ဒီအခါမျိုးမှာဆိုလို့ရှိရင်အဲ့ကိုအိတ်ထီကပဲစိုက်ပြီးတော့သွားရတာပဲဟုတ်တယ်ဒါကလည်းပေါ့အဲ့ဒါသူများရဲ့အလုပ်ကိုကိုကကိုစားလှူပေးရတဲ့အခါမှာတာဝန်ကြီးပါတယ်တာဝန်ကြီးရဲ့ဆိုတာက အာဓာရီအကုန်လုံးကိုဟိုအလှရှည်ရဲ့ကိုစားလှူပေးတဲ့အခါမှာဒီအလှခံပုံကိုတွေကလည်းဟာတာကြီးတို့လှူတဲ့ဟာဆိုကျပောင်ကြီးအဲ့လိုမျိုးလေးတွေပျော်ရွှင်သွားတဲ့ပီတိရအောင်ဒီတာကြီးတို့ကစေတနာထားပြီးတော့လည်းချက်ပြုတ်ရတယ်အဲ့တော့အာအလုံးတက်တက်ရှင်းရှင်းလေးဖြစ်ရမယ်ဟိုဘလို့ခေါမလဲစေတနာထားပြီးတော့ ချက်ပြုတ်ရတဲ့အခါမှာဒီအလူရှင်ကဟိုကနေ live လေးတွေကိုကြည့်ရတဲ့အခါမှာဗီဒီယိုလေးတွေကြည့်ရတဲ့အခါမှာသူတို့ PT ဖြစ်ရတာပေါ့အဲ့တော့ PT ဖြစ်ရဆိုနောက်ထပ်လဲထပ်လှူခြင်းတာပေါ့ထပ်လှူတဲ့အခါမှာတိုင်းအတွက်မဟုတ်ဘူးဒီကလိုအပ်သူတွေအတွက်တိုင်းလှူပေးနိုင်တယ်ပေါ့တာဝန်ကတော့အရန်ကြီးပါတယ်ဘာဖြစ်သူများကိုစားလုပ်ပေးရတာလေငွေရေးကြေးနဲ့ဆိုတော့သူများကိုစားလုပ်ပေးရတာအဲ့တော့ချင်းချင်းပြောရရင်တာကြီးကအသင်းဖွဲ့လဲမဟုတ်ဘူးဆိုတော့တိုင်းမှာ fan လဲမရှိဘူး အဲ့တော့ fan လည်းရှိမနေဘူးအတင်းဖွက်လည်းမဟုတ်တဲ့အခါကျတော့ဒီကလူတစ်ထောင်စာလှုပ်မယ်ဆိုရင်အဲ့ဒီပတ်စံနဲ့ဒီဘက်မှာလူတစ်ထောင်စာလှုပ်ပေးလိုက်တာအဲ့ဒါပါကဲစားကောင်းကြပါစေအာဟာရထာနာပြည့်ကြပါစေဘဝအမောတွေပြည့်ကြပါစေနော်စားကောင်းကြပါစေသမီးအရင်နေနဲ့ဖြတ်ပြလာအောင်သမီးတက်လေးတက်လေးအရင်နေနဲ့ဖြတ်ပြလာအောင်အာဟာရထာနာတွေပြည့်ကြပါစေစားကောင်းကြပါစေရှင်အရင်တော့တာကြီးကိုအဲ့လိုပဲမီဒီယာတခုကမေးဘူးတယ် အလှရှင်နေရဲ့တဲ့။ယုံကြည်မှုကိုဘလို့တိဆောက်လဲတဲ့။ယုံကြည်မှုကတိဆောက်လို့မရဘူး။ဟုတ်တယ်မလား။ယုံကြည်မှုကတိဆောက်လို့လုပ်ယူလို့မရဘူးလေ။သူများစီကယုံကြည်မှုကိုရဖို့အတွက်လုပ်ယူလို့မရဘူး။ဒါပေမဲ့ကိုယ့်ရဲ့အဲ့လိုလုံရက်နဲ့တက်တည်ပြတာအဲ့တော့တာကြီးအခုလူတယ်လူတရားသာဆိုရင်ဒီမှာလူတရားသာလူတစ်ထောင်သာဆိုရင်လူတစ်ထောင်သာ လှူတယ်အဲ့လိုဟိုစာ live ပြင်ပြတယ်အားလုံးတက်တွဲတင်တာတက်တွဲတယ်အဲ့လိုပွင့်လင်းမြင်တာပဲအဲ့တော့သူတို့လည်းမြင်ကြတယ်တကယ်လို့မလောက်ဘူးဆိုလို့ရှိရင်ကိုယ့်အိတ်ထဲကစိုက်ပြီးတော့ရော့တရာတရာအဲ့လိုမျိုးအဲ့လိုမျိုးပေးတယ်ဆိုတော့အားလုံးကိုပွင့်လင်းမြင်တာပဲ အဲ့တော့ဒီဒေါ်ကျင်းပေါ့နော်ချင်းမောင်ကျော်ပေါ့အရန်ကျေးဇူးတင်တယ်ဘာဖြစ်လို့အရန်ကျေးဇူးတင်ဆိုတာတာကြီးကအဲ့ချင်းမောင်ကျော်နဲ့ထမင်းနဲ့ကိုတအားလူကျင်တာအဲ့လိုလူကျင်တဲ့ပုံမှာချင်းမောင်ကျော်လူတထောင်စာဆိုလို့ရှိရင်အဲ့လိုမျိုးချွေရဖို့အတွက်အင်းအားဖြစ်တာသူ့ရဲ့ချင်းမောင်ကျော်လေးနဲ့အာကိုကအဲ့လိုမျိုးလေးလူတထောင်စာဘေးရကိုဘဲဦးဟင်းလေးရဲ့ငထောက်ကျော်လေးရဲ့ပေါ်ဆမ်းမှုတွေအဲ့လိုမျိုး လှူပေးရတဲ့အခါမှာအရန်ပီတိဖြစ်တယ်အဲ့နောက်သူ့ရဲ့ဒီအစားတောက်ကတကယ်ကောင်းတယ်အဲ့တော့ဟိုဥစားကျေးဇူးတင်တယ်ဒေါ်ကျင်ချင်းမောင်ကျော်လည်းကျေးဇူးတင်တယ်ဒေါ်ကျင်ချင်းမောင်တော်မိသားစုလည်းကျေးဇူးတွေအများကြီးတင်ပါတယ်လို့ဖြစ်လေ